မင်္ဂလာပါရှင်။ကမ္ဘာလဲထိုင်ရီစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့အတိုင်းပြည်တစ်ခုကနေကမ္ဘာနီးပညာယဉ်ကျေးမှုစီးပွားရေးနယ်ပယ်တွေမှာထိတ်တန်းစနစ်ရပ်တည်နေတဲ့အမေရိကန်နိုင်ငံရဲ့အကြောင်းကိုကမ္ဘာလဲထိုင်ရီစီစဉ်ကနေပြောပြပေးသွားမှာဖြစ်ပါတယ်။ မေရိကန်နိုင်ငံကမြောက်အမေရိကတိုင်းမှာတည်ရှိပြီးတော့ကမ္ဘာမှာဒုတိယအကြီးဆုံးနိုင်ငံမှာမြောက်ဘက်မှာကနေဒါတောင်ဘက်မှာမက္ကဆီကိုအရှေ့ဘက်မှာအတ္တလန္တိတ်အိုရှေ့အနောက်ဘက်မှာပစိဖိတ်အိုရှန်နဲ့ကပ်လျက်တည်ရှိနေပါတယ်။အမေရိကန်နိုင်ငံဆိုလို့ရှိရင်တော့ Federal Democratic သမ္မတနိုင်ငံဖြစ်ပြီးတော့ပြည်နယ်50နဲ့ပြည်ထောင်စုနယ်မြေတစ်ခုပေါင်းစပ်ပြီးတော့ဖွဲ့စည်းထားတာပါ။အမေရိကန်ပြည်ထောင်စုက3.8သန်း Student Mile ကျေပွန်းပါတယ်။အမေရိကန်မှာထူးခြားတာကတော့တိုင်းစုံတွေအများအပြားရှိနေရပါ။ ။ဒါကြောင့်လဲဆိုတော့အမေရိကန်ပြည်အောင်စုကအနောက်လောင်ကြီးကျူ80ဒီဂရီနဲ့190ဒီဂရီကြား၊မြောက်လက်တီကျူ16ဒီဂရီနဲ့81ဒီဂရီကြားမှာတည်ရှိပါတယ်။ဒီလိုမျိုးကျေပြန်းတဲ့လောင်ကြီးကျူအကွာအဝေးတွေကြောင့်တိုင်းစုံတွေများပြားရှိနေရတာပါ။အမေရိကန်နိုင်ငံရဲ့တိုင်းစုံတွေကတော့တော်တော်လေးကိုထိုးကြပြီးတော့ရှုပ်ထွေးပါတယ်။အမေရိကန်နိုင်ငံမှာတရားဝင် တိုင်းစုံ9ခုရှိပါတယ်။လူမရီရဲ့ဂျုံတွေကိုပါထည့်တွက်မယ်ဆိုလို့ရှိရင်တော့စုစုပေါင်း17ခုတိရှိပါတယ်။အမေရိကန်နိုင်ငံမှာအဓိက တိုင်းစုံ၄ခုရှိပါတယ်။ အရှေ့ဘက်ကပြည်နယ်တွေကိုတော့ Eastern တိုင်း ED အလယ်ပိုင်းကပြည်နယ်တွေကိုတော့ Central တိုင်း CD Rocky တောင်တန်းဒေသတွေကပြည်နယ်တွေကိုတော့ Mountain တိုင်း MD အနောက်ဘက်ကမ်းရိုးတန်းဒေသတွေကပြည်နယ်တွေကိုတော့ Pacific တိုင်းဆိုပြီးတော့ခွဲခြားသတ်မှတ်ထားပါတယ်။ပုံပြီးထူးခြားတာကရွယ်စားကြီးမားတဲ့ပြည်နယ်တစ်ခုမှာတိုင်းစုံနှစ်ခုရှိနေတတ်တာပါ။ဒီလိုမျိုးအတိုင်းဆောင်တွေများပြားရှိနေတာကပြည်နယ်တစ်ခုနဲ့တစ်ခုခီးသွားလာတဲ့အခါဒါမှမဟုတ်နိုင်ငံတကာစည်းဝေးတွေကျင်းပတဲ့အခါမှာတော့ဂရုစိုက်ဖို့တော့လိုပါတယ် ခြေပြန်တဲ့လက်တီကျူအကွာအဝေးတွေကြောင့်အမေရိကန်နိုင်ငံရဲ့ယာတီဥတုနဲ့တဘာဝပတ်ဝန်းကျင်ကဒေတာလိုက်တစ်ခုနဲ့တစ်ခု꽌ပြပါတယ်။အလက်စကာလိုဒေတာမျိုးမှာဆိုရင်ဆောင်းရာတီမှာအလွန်အေးပြီးတော့နှင်းတွေကျတတ်ပါတယ်။ဟာဝိုင်လိုမျိုးဒေတာမှာဆိုလို့ရှိရင်တော့အပူပိုင်းယာတီဥတုကိုခန်းစားရမှာပါ။ကုန်းတွေမိုင်48ပြည်နယ်မှာတော့ယာတီဥတုလေးမျိုးလုံးကိုတွေ့နိုင်ပါတယ်။အမေရိကန်ပြည်အောင်စုကကမ္ဘာလူကြီးအများဆုံးနိုင်ငံစည်းမှာတတိယနေရာမှာရပ်တည်နေပါတယ်။ 2024ခုနှစ်ရဲ့နောက်ဆုံးခံမှန်းချက်တွေအရအမေရိကန်လူဦးရေက340ကျော်ရှိပါတယ်။အမေရိကန်လူမျိုးကိုပြောပါဆိုလို့ရှိရင်တော့ Maiden Bo လို့ပြောရမှာပါ။ Maiden Bo ဆိုတာကတော့ကွေးပြားတဲ့လူမျိုးနယ်စုတွေ၊ရင်ကျိမှုတွေနဲ့ရွှေပြောင်းနေထိုင်သူတွေကအမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာပြီးတော့သူတို့ရဲ့မူလရင်ကျိမှုကိုဆက်လက်ထိန်းသိမ်းထားပြီးစုပေါင်းရှင်တွေနေထိုင်ကြရင်လည်းအမေရိကန်လူအဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာတာပါ။ အမေရိကန်နိုင်ငံရဲ့တမိုင်းဝင်ဖြစ်ပျက်တွေတဲကတခုဖြစ်တဲ့အမေရိကန်ရဲ့ပြည်တွင်းစစ်ကြောင်းကိုပြောပြပေးကြပါမယ်။အမေရိကန်ရဲ့ပြည်တွင်းစစ်ကဆိုလို့ရှိရင်တော့1862ခုနှစ်ကနေ1865ခုနှစ်ထိဖြစ်ပွားခဲ့ပြီးတော့အမေရိကန်နိုင်ငံရဲ့တမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့မြောက်ပိုင်းပြည်နယ်တွေနဲ့တောင်ပိုင်းပြည်နယ်တို့ကြားမှာကျွန်းစနစ်ဆိုင်ရာသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။နိုင်ငံအတွင်းမှာပလီပခါတွေပုံမှုကြီးထွားလာတာကြောင့်ပြည်တွင်းစစ်ကိုလည်းဦးတည်လာပါတယ်။ ။နောက်ဆုံးမှာတော့မြောက်ပိုင်းကအနိုင်ရခဲ့ပြီး၄သန်းနီးပါးများရှိတဲ့ကျွန်းလုံသားတွေကိုလွတ်လပ်သူတွေဖြစ်ကြီးညာခဲ့ပြီးတော့သူတို့ကိုနိုင်ငံသားဖြစ်သတ်မှတ်ခဲ့ပြီးမဲပေးနိုင်တဲ့အခွင့်အရေးကိုပေးရခဲ့ပါတယ်။ဒီစစ်ပွဲကြောင့်အမေရိကန်နိုင်ငံကနိုင်ငံတစ်ခုဖြစ်ပုံမခိုင်မာလာခဲ့တာပါ။ဒါပြင်1929ခုနှစ်မှာစတင်ခဲ့တဲ့စီးပွားရေးပြက်ကက်ကြီးဟာအမေရိကန်ရဲ့သမိုင်းမှာအဆိုးရွားဆုံးစီးပွားရေးစက်တဲဖြစ်ခဲ့တာပါစစ်တော့ဈေးကပြိုလဲမှုကနေစခဲ့တာပါဒါကြောင့်လေစီးပွားရေးတစ်ခုလုံးပြိုလဲသွားပါတော့တယ် နောက်ထပ်အမေရိကန်နိုင်ငံရဲ့သမိုင်းမှာမမိနိုင်တဲ့နေလီတရရှိနေပါသေးတယ်။ဒါကတော့2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာအမေရိကန်နိုင်ငံကအစိုးရဆုံးအကျဉ်းဖက်တိုက်ခိုက်မှုကြီးကိုခံခဲ့ရပြီးတော့ကံကြမ္မာတစ်စစ်ချိုးပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီနေ့မှာအေဂိုက်တာအဖွဲ့ကနေပြီးတော့ World Trade Center ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်ရကြောင့် American ရဲ့ပြည်တွင်းလုံခြုံရေးမူဝါဒနဲ့နိုင်ငံသားရေးမူဝါဒတွေကအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ American နိုင်ငံရဲ့စီးပွားရေးစနစ်ကတော့အရင်းရှင်စနစ်ကိုအခြေခံထားပါတယ်။ဒီစနစ်မှာလုပ်ငန်းတွေရဲ့အစိုးရရဲ့ကြီးကြပ်မှုနည်းနည်းနဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက်လွတ်လပ်စွာရှင်ပြိုင်ကြပါတယ်။ဒါကြောင့် American နိုင်ငံရေးမှာပါတီတွေကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မူဝါဒတွေမျိုးမျိုးချမှတ်လေးရှိပါတယ်။ ဒါကြောင့်ဘယ်ပါတီကအားနာရလဲဆိုတာကိုမူတည်ပြီးတော့မူဝါဒတွေပြောင်းလဲသွားလိမ့်ရှိပါတယ်ဒါကလုပ်ငန်းတွေနဲ့ပြည်သူတွေရဲ့စီးပွားရေးအခြေအနေပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိနေပါတယ်။ကမ္ဘာပေါ်မှာအခြေစိုက်စစ်စခန်းအများအပြားကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာအမေရိကန်နိုင်ငံကလည်းပါဝင်ဖြစ်ပါတယ်။2025ခုနှစ်အချက်အလက်များအရနိုင်ငံနဲ့ဒေသပေါင်း80ကျော်မှာစစ်စခန်းပေါင်း950ကျော်ကိုထားရှိထားပါတယ်။ ဥရောပမှာအကြီးဆုံးလီဒါစခန်းဖြစ်တဲ့ Ramstein Airbase ကိုဂျာမနီနိုင်ငံမှာအခြေစိုက်ထားပြီးတော့ဥရောပအတွင်းဖြစ်ပေါ်လာတဲ့အရေးပေါ်အခြေအနေတွေကိုတုံ့ပြန်နိုင်ရန် NATO ရဲ့အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ Aviano Airbase ကိုတော့အီတလီနိုင်ငံမှာတည်ဆောက်ထားပါတယ်။အဖွဲ့ဝင်မှာ13,300ကျော်ပါဝင်နေ American Sys ကန်းတွေကတောင်ကိုရီးယား၊ဂျပန်၊ UK ၊ကာတာ ၊တူရကီ၊ကူဝိတ်၊ဩစတြေးလျစတဲ့နိုင်ငံအသီးသီးမှလည်းအခြေစိုက်ထားပါတယ်။ဥပမာပြောရရင်ဂျပန်၊တောင်ကိုရီးယားစတဲ့အာရှပစိဖိတ်စစ်စခန်းတွေကတရုတ်နဲ့မြောက်ကိုရီးယားပေါ်တုတ်ပြန်မှုအတွက်ဖြစ်ပြီးတော့အရှင်နိုင်ငံတွေနဲ့အမေရိကန်နိုင်ငံသားဆက်ဆံရေးပူးပေါင်းခိုင်မာနေမှုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအတွက်အဓိကမောင်းနှင်အားကတော့ဤပညာပဲဖြစ်ပါတယ်။ဤပညာကြောင့်လုပ်ငန်းတွေရဲ့ထုတ်လုပ်မှုစွမ်းအားတွေမြင့်တက်လာပြီးတော့ကုန်ကျစရိတ်တွေလည်းလျှော့ချနိုင်ပါတယ်။ Silicon Valley လိုမျိုးနေရာတွေမှာတော့ဤပညာလုပ်ငန်းကြီးတွေဖြစ်တဲ့ Apple, Google, Microsoft, Amazon တို့ကစီးပွားရေးတိုးတက်ဖို့အတွက်အဓိကခံကဏ္ဍကနေပါဝင်နေပါတယ်။ဒီလုပ်ငန်းတွေကသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး R&D အတွက်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ရင်းနှီးမြှုပ်နှံကြပါတယ်။ ။ဤပညာတိုးတက်မှုတွေကစီးပွားရေးကိုအရှိန်ဟုန်မြင့်တင်ပေးသလိုစီးပွားရေးအောင်မြင်မှုတွေကလည်းဤပညာနယ်ပယ်မှာထပ်မံရင်းနှီးမြှုပ်နှံမှုအတွက်ငွေကြေးအင်အားကိုမြင့်တင်ပေးပါတယ်။ဒါ့အပြင်အမေရိကန်နိုင်ငံရဲ့ပညာရေးစနစ်ကလည်းကမ္ဘာပေါ်မှာအကြီးအမားဆုံးနဲ့အရှုပ်ထွေးဆုံးစနစ်တွေကတခုဖြစ်ပါတယ်။ဒါပေမဲ့အစဉ်အဆက်ဖွဲ့စည်းထားတဲ့ပုံစံမျိုးနဲ့ကွဲပြားတဲ့အကြောင်းမျိုးစားတွေကြောင့်လည်းထူးခြားပါတယ်။အမေရိကန်နိုင်ငံမှာနာမည်ကြီးပြီးတော့ကမ္ဘာစစ်မီးရဲ့တက္ကသိုလ်တွေအများကြီးရှိပါတယ်။သူတို့တွေကတင်ကြားရေးအရေးအသွေး သုတေသနလုပ်ငန်းတွေနဲ့စံသစ်တီထွင်မှုတွေကြောင့်ထင်ရှားပါတယ်။အများစုကတော့ IV leash လို့ခေါ်တဲ့အဖွဲ့ဝင်တက္ကသိုလ်တွေနဲ့တခြားထင်ရှားတဲ့တက္ကသိုလ်တွေဖြစ်ကြပါတယ်။ IV leash ဆိုတာကတော့ American အရှေ့ပိုင်းမှာရှိတဲ့ပုဂ္ဂလိကတက္ကသိုလ်ရှိခုကိုစုပေါင်းခေါ်ရတာပါ။ဒီတက္ကသိုလ်တွေကပညာရေးရည်သွေးပြင်အာကစားပြိုင်ပွဲတွေနဲ့ဂုဏ်သိက္ခာမြင့်မားမှုတွေကြောင့်နာမည်ကြီးပါတယ်။ Harvard University, Yale University, Princeton University, Columbia University, University of Pennsylvania, Brown University, Dartmouth College, Cornell University တွေက Ivy League ရဲ့ထင်ရှားတဲ့တက္ကသိုလ်တွေပါဒီတက္ကသိုလ်တွေကပညာရေးနဲ့သုတေသနမှာထိတ်တန်းနေရာကနေယက်တီနေရာဖြစ်လို့ဝင်ခွင့်ရဖို့အလွန်ခက်ခဲပါတယ်။ American ပညာရေးစနစ်ကအရေးအသွေးမြင့်မားတဲ့သင်ကြားမှုပုံစံနဲ့ကျောင်းသားတဦးချင်းစီရဲ့ကိုယ်ပိုင်အစွမ်းစာတွေကိုအလီးပေးတဲ့အတွက်ကမ္ဘာတဝန်းကကျောင်းသားတွေအတွက်ဆွေးဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှုအနေနဲ့ဆိုလို့ရှိရင်လည်းကဘာတဝန်းကနေရွှေပြောင်းလာတဲ့လူမျိုးပေါင်းစုံရဲ့ဓလေ့တွေနဲ့ပေါင်းဆက်ပြီးတော့ပုံဖော်ထားတာဖြစ်လို့တကယ့်ကိုကွဲပြားပြီးတော့ကြွေဝါတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။အဓိကထူးခြားတဲ့အချက်ကတော့အမေရိကန်တွေကလူတဝူးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအလေးထားပါတယ်။လူတယောက်ရဲ့အောင်မြင်မှုကသူတို့ရဲ့ကြိုးစားမှုပေါ်မူတည်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒါကို American Dream လို့လည်းခေါ်ကြပါတယ်။ Hollywood ရုပ်ရှင်တွေ၊ဂီတာ ပေါ့ရောဟင်ဟော်နဲ့ရုံးမြင့်တန်းကြားစီစဉ်တွေကကဘာတဝမ်းမှာလူကြိုက်များပြီးတော့အမေရိကန်ယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဘေ့စ်ဘောအမေရိကန်ဘောလုံးဘတ်စကတ်ဘောနဲ့ဟော်ကီတို့လိုအားကစားတွေကလည်းအမေရိကန်နေသားမှအလွန်ရည်ပန်းစားပါတယ်။ဒီအားကစားပွဲတွေကနိုင်ငံယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေလို့ဆိုနိုင်ပါတယ်။အမေရိကန်စားတောက်ဆိုတာကလည်းဟော်ဒေါနဲ့ဘာဂါတို့လို fast food တွေပြင် Mexican အီတာလီယံအမေရိကန်နဲ့တရုတ်အမေရိကန်အစားအသောက်တွေလိုမျိုးရွှေပြောင်းနေထိုင်သူတွေရဲ့ယဉ်ကျေးမှုတွေနဲ့ပေါင်းစပ်ထားတဲ့အစားအစာတွေလည်းအများကြီးရှိပါတယ်။ဧရိယာကျယ်ဝန်းတဲ့အမေရိကန်မှာသွားရောက်လည်ပတ်စရာနေရာတွေလည်းအများကြီးရှိပါတယ်။တဘာဝလှပတွေကနေခင်မီမျိုးကြီးတွေအထိအကုန်လုံးကိုတွေ့ရမှာပါ။နာမည်ကြီးဆုံးနေရာချို့ကတော့နယူးယောက်မြို့ကိုရောက်ဖြစ်တော့လွတ်လပ်ရေးရုပ်ထု Statue of Liberty Times Square နဲ့ Broadway ပြဿရုံတွေကိုတွားရောက်နိုင်ပါတယ်။ New York မြို့ဆိုတာကတော့ကမ္ဘာပေါ်မှာအကျော်ကြားဆုံးမြို့တွေထဲကတစ်ခုပါ။ Los Angeles မှာဆိုလို့ရှိရင်တော့ Hollywood, Beverly Hills နဲ့ Santa Monica ကမ်းခြေတို့ရှိပါတယ်။ဖြော်ပြေးလုပ်ငန်းတွေရဲ့ရုပ်ရှင်နဲ့ဗဟုဌာနမျိုးလို့လူသိများကြပါတယ်။ Washington DC ကတော့ American နိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့အိမ်ဖြူတော့ US Capital နဲ့အမျိုးသားပြတိုက်တွေရှိပါတယ် Grand Canyon ဆိုတာကတော့ Arizona ပြည်နယ်မှာရှိတဲ့ကမ္ဘာအကြီးဆုံးသဘာဝကျောက်ကြီးဖြစ်ပါတယ်အမကန်အလှတွေကြောင့်နှစ်စဉ်ခီးသွားဧည့်သည်တွေတန်ပေါင်းများစွာလာရောက်ကြပါတယ် Yellowstone မြို့သားဥယျာဉ်ကတော့ Wyoming ပြည်နယ်မှာတည်ရှိပြီးတော့ပထမဆုံးအမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ပူပွက်နေတဲ့ရေပူစမ်းတွေနဲ့သဘာဝတောရိုင်းတိရစ္ဆာန်တွေကြောင့်နာမည်ကြီးပါတယ်။ Florida ပြည်နယ်ကတော့ Disneyland, Universal Studio နဲ့လှပတဲ့ကမ်းခြေတွေကြောင့် မိသားစုခီးစဉ်အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဟာဝိုင်ပြည်နယ်ဆိုတာကတော့ပစိဖိတ်သမုဒ္ဒရာတွေက ကျွန်းစုပြည်နယ်ဖြစ်ပြီးတော့မီးတောင်တွေလှပတဲ့ကမ်းခြေတွေနဲ့ပင်လယ်ရေထဲလှုပ်ရှားမှုတွေအတွက်အထူးသင့်လျော်ပါတယ်။အခုလက်ရှိချိန်မှာတော့လူချမ်းသာနဲ့လူစင်းရဲတွေကြားမှာဝေငွေကွာဟမှုတွေကပိုများလာနေပြီးတော့ဒါကလည်းနိုင်ငံရေးနဲ့လူမှုရေးပညာရှင်တွေကြားမှာအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ မက္ကဆီကိုနယ်စပ်ကနေအမေရိကန်ကိုဝင်ရောက်လာတဲ့ရွှေ့ပြောင်းနေထိုင်သူအရေးအတွက်ကဆက်လက်တိုးမြင့်နေတဲ့အတွက်အစိုးရအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ဤပညာလုပ်ငန်းကြီးတွေဖြစ်တဲ့ Apple, Google, Microsoft တို့ကစီးပွားရေးကိုဆက်လက်ဦးဆောင်နေပါတယ်။ AI နယ်ပယ်ကအလွန်လှည့်မြန်စွာတိုးတက်နေပြီးတော့အမေရိကန်ကဒီနယ်ပယ်မှာဦးဆောင်နေပါတယ်။မကြသေးခင်ကငွေကြေးဖောင်းပမှုကအမေရိကန်ဆိုရအတွက်အဓိကပြဿနာတစ်ခုဖြစ်ခဲ့ပေမဲ့အခုတော့ပုံမှန်အခြေအနေကိုပြန်ရောက်နေပါပြီ။ ဒါပေမဲ့ကမ္ဘာစီးပွားရေးအခြေအနေပေါ်မူတည်ပြီးတော့စီးပွားရေးကျဆင်းနိုင်ခြေကိုလည်းပညာရှင်တွေကစောင့်ကြည့်နေကြပါတယ်။အခုဆိုရင်တော့အမေရိကန်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုပြောပြပေးသွားအောင်လဲဆိုတာ Diary Season ကိုစောင့်ကြည့်အားပေးကြပါအောင်ရှင်။နောက်ပိုင်းတွေမှာပြန်တွေ့မယ်နော်။